ဘောတော့ဒီလိုအချိန်မှာကိုယ့်မြန်မာနိုင်ငံသားတချို့ကတိုင်းပြည်သစ္စာပေါ်ပြီးတော့ဟုတ်ကိုယ့်မြန်မာနိုင်ငံအခြေအနေကိုဖြစ်နေပြည်လို့လဲဆိုတဲ့အချိန်မှာနိုင်ငံသားတယောက်ကဒီလိုနိုင်ငံရေးတာတပ်ပါမှုတွေခံနာမှုတွေကိုသူတို့ဘာသာနဲ့ကြီးတယ်မြန်မာလိုပြတယ်ဆိုပိတ်ပေါ်ကြောက်ဆိုတော့ဒီနေရာမှာအဓိကချက်ကပါလဲဆိုတော့ဘာချက်တွေပါလဲဆိုတော့နှစ်နိုင်ငံပြည်သူရေးဝင်အောင်ဆိုတော့မလုပ်ပါဘူးနိုင်ငံရဲ့တည်ဆဲမှုတွေကိုလေးစားလိုက်နာအဲ့အချက်တွေကအချက် ိတ်ဆွေပေါ်တာနဲ့ညာသူပေါ်တာဘယ်ဟာကောင်းလဲဆိုတော့မိတ်ဆွေပေါ်တာကောင်းတော့နော်အခုဘာပဲပြောတာဒါဒီမိတ်ဆွေပေါ်တယ်လို့ပြောလို့ရတယ်ပြောချင်တာကပါတီရဲ့နိုင်ငံဆက်ဆံရေးနေပေးတယ်အများကြီးကျေတပြားဖြစ်လာတယ်ဒီရရတဲ့အတွေ့အကြုံတို့ကျွန်တော်တို့ကမိဖက်ပါတယ်မကျွန်တော်ပြတ်ပြတ်ဝင်တော့ပေါ့နော်နောက်ပြီးတော့သူများတွေဒီလိုလုပ်ပြီးကိုကိုကိုရောဘယ်လိုလုပ်ကောင်းလဲဆိုတာအနောက်ကျတော့ဒီတော့ပါ မင်္ဂလာပါဥက္ကရာရှင်မင်္ဂလာပါဒီကနေ့ဥက္ကရာကြီးစောင့်ပြီးတော့ဗမာပါတီကိုယ်စားလှယ်ဖွဲ့ဝင်ဖွဲ့ရုံးနဲ့ဘယ်နိုင်ငံမှသွားမလဲဆိုတာရယ်ဘာကြောင့်ကိစ္စကြောင့်သွားမလဲဆိုတာရယ်တီးခွင့်ရတီးပြရတယ်ရှင်မျိုးနဲ့နဲ့မေးပြရတယ်ဆိုပြီးတော့မေးဖို့တခုလေးပါကိုအကြောင်းအရာသုံးဖို့လောက်ပါတော့နော်ဟုတ်ကဲ့ကိုသွားမှာကတော့ဒီလာရုစ်တမနာနိုင်ငံကိုသွားမှာအရင်အတွက်ကကိုကျွန်တော်ဥဆောင်ပြီးတော့ကျွန်တော်ပါတီရကျွန်တော်ပါအောင်ပါလေ၃ရောက်ပြပါတယ်ဟိုအเจ้าညာကတော့တစ်ချက်ပေါ့ တစ်ကဒီမကြကရားမှာပြီးသွားတယ်လေဒုတိယကမ္ဘာစစ်အတွင်းကျွန်တော်ကိုရောဆိုဗီယက်ယူနီယံကိုရောပေါ့ဆိုဗီယက်ယူနီယံကနာဇီဂျာမီကိုအောင်နိုင်ခဲ့တဲ့နှစ်70ပြည့်ခန္ဓာရှိတယ်လေနော်အဲ့အဲ့အဲ့ဒါကြောင့်မယ်ဒုတိယကမ္ဘာစစ်လည်းပြီးဆုံးသွားတာပဲအဲ့ဒီခန္ဓာရဲ့နောက်ဆက်တွဲဖြစ်ဒါနဲ့ပတ်သက်တဲ့ inter party conference လို့ပါတီတွေအချင်းချင်းအဆွေးလုံးမယ်ဆိုတော့ဘီလာရုစ်မှာတော့ပါအဲ့အတွက်ကျွန်တော်တို့ပါတီဘီလာရုစ် တမရနိုင်ငံရဲ့အနာယပါတီပေါ့ပီလာယရက်စ်ပဲပါတီအကပြချာလို့ပြောရဖြစ်ပါတယ်ဒါကတိချက်နောက်နှစ်ချက်ကကျွန်တော်နိုင်ငံနောက်ဒီနှစ်ပါတီကြားမှာ MOU agreement ထိုးဖို့ကိစ္စရှိပါတယ်ဒီကတော့အဲ့နှစ်ချက်တော့ပြောရပါတယ်ပါတီနှစ်ရက်မှာ MOU ထိုးဖို့ဖြစ်လာရတဲ့လုပ်ငန်းစဉ်လေးတွေနဲ့ဘလို့အကြောင်းအရာပါဝင်လို့လဲဆိုတာလေးသိပွင့်ရရင်သိပြရစေရှင်သူကဒါတပည့်နင်းနေတော့ရှိတာပေါ့နော်ဘီလာရုစ်နဲ့ကျွန်တော်တို့နေရာ မယ်မောများတော့ကိုရည်ဆက်ဆံပြီသို့တော်လည်းနေပြည်တော်ကျွန်တော်ရုပ်ချိုးချတဲ့နေရာမှာရုရှားမြန်မာချစ်ကြီးအသိရှိတယ်အဲ့မှာရှိတဲ့ဟိုဒုတိယဥထာပေါ့လောဆက်တောင်းယူထားတာပါပဲအဲ့ဒီကမစ္စတာအလက်ဆန်ဒါဆိုတာကဟိုမကြကနာရုံးဝင်လာပြီးတော့ပြဆိုလိုက်တယ်ရှိတယ်ပေါ့အဲ့ဒီကတစ်စင်းနောက်ပိုင်းပုဂ္ဂိုလ်ကြီးရဲ့ကြီးမှုတွေများတယ်များတော့လူငါတောင်းအောင်ပြေဖို့တကြောင်လာတက်တာမျိုးလိုစသည်ဖြင့်တော့ကထိန်မွဲလာတာမျိုးလိုအဲ့လိုတွေဖြစ်လာတယ်သူကနေတစ်စင်းဘယ်လာရုစ်အဲ့ဒီညမာရကပါလာနေရှိတယ် ထူးသဖြင့်တော့ဒီဗမာပြည်ကိုလာတဲ့ဘီလာရုဧည့်သည်တွေကချောင်းသာတို့ပကံတို့ပဲသွားတဲ့ကကြတော့အင်မတန်အပ်ပါတယ်ဒီမြန်မာပြည်ကွေးနေနော်ဒါတွေကိုတော့သိသဘောကျတယ်သချင်းဆက်တယ်အဲ့ဒါတွေဗမာလူပြန်ပြီးကျွန်တော်ရှိပို့ပေးတယ်ဘောရဒီလိုအချိန်မှာကိုယ့်မြန်မာနိုင်ငံသားတချို့ကတိုက်ပြိုသစ္စာပေါက်ပြီးတော့ကိုယ့်မြန်မာနိုင်ငံအခြေအနေကိုဖြစ်နေပြီဆိုတဲ့အချိန်မှာနိုင်ငံသားတယောက်ကဒီလို ်။နိုင်ငံကြီးကတပ်ပမှုတွေခံရမှုတွေကိုသူတို့ဘာသာနဲ့ကြီးတယ်မြန်မာလိုပြတယ်သိထောကြဘူး။အင်္ဂလိပ်ကစပြီးတော့ဟိုဘီလာရုစ်နဲ့ကျွန်တော်တို့ကစပြီးတော့ထိပ်ပမှုကိုရလာတာ။ဒါကပရမဆင်။နောက်ဒုတိယဆင်ကအဲ့နောက်ပိုင်းမှာကျွန်တော်တို့နိုင်ငံတော်ကြီးခဲ့တဲ့အဲ့သွားတယ်ဒါသူတို့ကဒီမှာ။အဲ့နောက်ပိုင်းမှာအောက်လွတ်တော်တို့ခုနပြောတဲ့လက်ရှိအနာပါတီဖြစ်တဲ့ Pillar of Rust ပေါ့အဲ့ပါတီရဲ့အောက်လွတ်တော်မှာအဲသူလာတယ် လာပြီးတော့နှနိုင်ငံချစ်ချင်းချင်းနေမှုတွေ့ကြရတယ်များအရင်ကျွန်တော်တို့ဟိုနိုင်ငံအစည်းအဝေးတွေ BRICS လို့ပြောလို့ပါလေပကြကနာဆုံးကြတယ်ချစ်ချင်းချင်းနေတယ်ဆိုတော့နှစ်နိုင်ငံပါတီချင်း MOU ထိုးကျင်တယ်သူတို့စကြတော့အဲ့လိုစလာတယ်အဲ့နောက်ပိုင်းမှာတကားကျွန်တော်မှတ်မိတာကငလျင်ကာလာကြီးဧပြီလ9ရက်နေ့ဧပြီလ2015ဧပြီလ9ရက်နေ့မှာဘုဘကပီလာရက်စ်ပါတီကဥက္ကဋ္ဌကြီးဟဲ့ အဗျူလာတဲ့ခုနဧည့်အောက်လို့တော့မှတ်ခဲ့ဒုထရရဲ့ပါတယ်ခုနကျွန်တော်တို့ရှိရကျွန်တော်နဲ့ဒုထရကြီးကျွန်တော်ကနိုင်ငံရေးရဘက်ကခေါဆောင်နေတယ်ဗီဒီယိုကွန်ဖရင့်တင်လုပ်တယ်အဲ့ဒီမှာတက်ပြောတော့အတီးပြူလာနပါတီဂျာမန် MOU ထိုးနေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က United Russia Party နဲ့ထိုးတာသူတို့နဲ့ United Russia Party ဆိုရယ်ကန်နေတဲ့ဒီဆက်တဲ့နိုင်ငံလေးတော့မြေပိတ်ပတ်နိုင်ငံလေးထိုးနေတယ်အဲ့ဒါလေးပြောတယ်နောက်ပြီးတော့ဒီအခုအခုဒီခန်းနောက်ပေါ့ ော့ဥဒ္ဓောကိုဖိတ်ချင်ပါတယ်သူပြောတယ်အဲ့တော့လက်မှတ်ထိုးလာတော့ကောင်းပါတယ်ဒီလာရောရေးမလာရောရေးတော့ကျွန်တော်အဲ့ဒီပုံမှာရှိတဲ့အခြေအနေပေါ်မူတည်ပြီးတော့အဲကျွန်တော်အကြောင်းပြပေးပါမယ်ဒီလိုပြန်ခဲ့တာအဲ့လိုနဲ့ user ထိုးပြခဲ့တာအဲ့တော့ဘာတွေပါလဲဆိုတော့ဟိုနိုင်ငံတော်ဆူရဲ့ MOU ပို့ခုနေတယ်ပါတီချင်းလုပ်တဲ့ခါဆိုတော့လူငယ်ကိစ္စအမျိုးသမီးကိစ္စဟိုမျိုးကြီးရာကိစ္စနောက်ပြီးတော့ဟိုမီဒီယာကိစ္စ နောက်ပစ္စည်းပုံရတူမြန်မာနိုင်ငံမှာဟာလားဘူရှိတဲ့တိုင်းနဲ့ပြည်နဲ့ရှိတဲ့ခရိုင်ရှိတဲ့ဂျာချင်းရှိတဲ့အဲ့လိုအစစ်အစစ်အပြန်အလှန်ထိတွေ့ဆက်ဆံမှုကိစ္စနော်နောက် COE ကိစ္စအဲ့ဒီလိုကိစ္စမျိုးတွေအမြင်ချင်းမလဲကြဘူးဘူလည်းတို့လည်းမကြည့်ထူရတယ်ဆိုတော့ဒီနေရာမှာအဓိကချက်ကပါလဲဆိုတော့ဘာချက်တွေပါလဲဆိုတော့နှစ်နိုင်ငံပြည်သူရေးကိုရောက်ဆိုမလုပ်ပါဘူးနိုင်ငံရဲ့တည်ဆဲမှုတွေကိုလေးစားလိုက်တာ အဲ့ချက်တော့အချင်းတူနားလည်ဘူးတမတော်တော်တူနေတာဒီနောက်ပိုင်းတော့ဟိုအပြန်လာဟို text sorry ပို့တော့ဘူးကြားနေပို့တော့ဘူးလို့နောက်ဆုံးတော့ဒီပြောတဲ့ပုံစံတိုင်းဝင်တာပေါ့နော်ကျွန်တော်ရှိမှဥပဒေဖွဲ့တရားရှိတယ်လေအဲ့ဒီဖွဲ့ဥပဒေဖွဲ့တုံ့တက်ချက်တွေပါနေတယ်အလုံးဝဒါနိုင်ငံကနောက်နောက်ပြောတဲ့ဒီဇယ်ဥရနဲ့ကြီးတယ်နိုင်ငံပြည်သူ့ရဲ့ဝေယဆက်ဖို့မရှိဘူးဘယ်လိုမျိုးပါအထောက်အပံ့တောက်ပါနေမပါဘူးနဲ့နိုင်ငံရေးပါတီချင်းတတ်တဲ့လုပ်ငန်းဖြစ်တယ်လို့ယူဆတော့ကျွန်တော်ယူပြီးစီ တော့ယောဂဘက်ကောင်းချင်ပါတော့တင်တော့တရားဝင်လက်မှတ်ထုတ်ခွင့်ပြုချက်နဲ့ပွားတဲ့ကိစ္စဖြစ်ပါတယ်ဒီဒီစည်းဝေးရနေပြီးတော့ဗောနော်နိုင်ငံနဲ့ပါတီအတွက်ဘာများမျှော်လင့်လို့ရတာလဲအများကြီးမျှော်လင့်လို့ရတာဗောနော်ဟိုနံပါတ်1ကမိတ်ဆွေပေါ်တာနဲ့ညာသူပေါ်တာဘယ်ကောင်းလဲဆိုတော့မိတ်ဆွေပေါ်တာကောင်းတော့နော်အခုဘာပဲပြောတာဒါဒီမိတ်ဆွေပေါ်တယ်လို့ပြောလို့ရတယ်ဒါတစ်ချက်ပေါ့ နောက်ကျကျွန်တော်ဒီနေရာကိုဒီဘယ်လာရုစ်နိုင်ငံကိုမရောက်ဘူးပဲလို့သူနဲ့ပတ်သက်ကျွန်တော်တော့အများကြီးဖတ်ဖို့တယ်ဟုတ်တယ်ဒီဘယ်လာရုစ်နိုင်ငံကဥရောပမှာရှိတဲ့နိုင်ငံတော့ကုန်းပြင်ပိတ်ပေါ့သူကဒီရုရှားဖက်ဒရေးရှင်းတို့ဟာလာဒီယူကရိန်းတို့ပိုလန်တို့လေတူယီနီယာတို့လတ်ဗီးယားဆိုတဲ့ဒီ၅နိုင်ငံနဲ့နေရာမတိဆက်နေတဲ့နိုင်ငံဒုတိယကမ္ဘာစစ်တုန်းကနိုင်ငံတို့ရဲ့သုံးပုံတစ်ပုံသုံးပုံတစ်ပုံကြော်ကြော်လောက် တက်ဆုတ်ချူလာနောက်တိုင်းပြစီပွားရေးထပ်ပေါ်တော့ပြစီသွားတယ်အဲ့ဒီကာလအနေနဲ့သူ့နိုင်ငံသူ့ပြည်သူရဲ့ကျူးစာမှုနဲ့ကနေ့ခေတ်ပြီးတွေ့တဲ့နိုင်ငံတကူဖြစ်လာတယ်အဲ့ဒါကိုနားထောင်နေတယ်နိုင်ငံတွေရောက်မယ်ကျွန်နားထောင်ကြည့်နေတယ်ဘလို့ဘလို့ကျူးစာတယ်ပေါ့သူတို့ဘလို့လုပ်တယ်လက်ရှိချိန်တွေမှာတွေ့တဲ့ပြင်ကိုသူကလွတ်လပ်တော့တနပ်ပါရဖွဲ့ဝင်နိုင်ငံတွေမှာပူလာပြီးတော့ဖွဲ့ဝင်နိုင်ငံဖြစ်နေတယ်ကသူကသူကဒီလိုလည်းဖြစ်နေတယ် နောက်ပြီးတော့အဲ့ဒီခုနခုနပြောတဲ့ဟိုအဲ့လွတ်တော့ဒနာတာဟာနိုင်ငံတွေထဲမှာရှိတယ်ဟိုပါပေါ့လူသားညွန့်ရေးပေါ့ human development index ပေါ့အဲ့ဒါလည်းအမြင့်မားဆုံးနိုင်ငံဖြစ်တယ်ဘာလို့ခက်ခဲကြက်တဲတွေကြားရဒီနိုင်ငံတော်တော်တိုးတက်တာဘာကြောင့်လဲဆိုတော့နိုင်ငံနဲ့ပတ်သက်တဲ့အကျိုးများညာနိုင်တယ်နောက်ပါတီနဲ့ပတ်သက်လို့တော့မမြဲဟဲ့လားနိုင်ငံဆက်ဆံရေးကိုစတင်တဲ့အခါကျတော့သူ့နိုင်ငံမှာဘယ်လိုဘာတွေလုပ်နေလဲလူငယ်နဲ့ပတ်သက်ဘာလုပ်နေလဲ လူပြည်ရတဲ့ဘာလို့ဘာလို့လုပ်နေကြလဲမီဒီယာတွေဘာလို့လုပ်နေကြတယ်စီဝေးတွေဘာလို့လုပ်နေကြတယ်ကြီးတဲ့ဒေသပုံပြေးဘလို့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 လုပ်နေလဲဟုတ်တယ်မလားနောက်ဒီဟိုပြည်သူတော်ဘလို့ဆောင်းတယ်ဓာရီကိုနားတော်တယ်ဒါအောင်စပြီးတော့ပြောကြတယ်ကဘာမှကနေအလဘကြီးစင်နေဈေးဝယ်ဘာမှကျွန်တော်စိတ်မသာဘူးအဲ့ဒီကြောင့်ကျွန်တော်နားတော်နေတဲ့အချိန်ကိုပြောပါမယ်ပါလေအဲ့ဒါတတရားရတဲ့အကျိုးမြတ်နောက်ဆုံးအကျိုးမြတ်ကဘာလို့ရဲ့ပါတီမှာ စုဖွဲ့ဖို့ကဌာနကြီးဆိုရင်၅ခုရှိတယ်။မစီပွားရေးဌာနကြီးစသဖြင့်ပေါ့နော်။အဲ့ဒါလာဘူးပဏိုင်းနဲ့အဲ့ဒါတကွာဌာနကြီးစိုက်ကြည့်လို့ရှိတယ်။နောက်ရေးရကော်မတီ၈ခုရှိတယ်။နော်။ဟုတ်။နောက်တော့အောက်ကဒီဒီဘိုးဘိုးလုပ်ဖွဲ့ဆိုတာတသက်ရှိတယ်။ဒါပြီးအထောက်အပံ့ဖွဲ့တွေရှိတယ်။အဲ့တော့ဒီထက်မှဒါကနိုင်ငံရေးရကော်မတီရဲ့ဆောင်ချက်တွေပဲ။နော်။ဒီဒီအဘာလို့ဒီစီစီအပြစ်တက်တက်မှာ United Russia Party နဲ့ Agreement ထိုးပြီး နော်သူကမ်ဘောဒီးယားပေါ့ကမ်ဘောဒီးယားကမ်ဘောဒီးယား people's party နဲ့ဘစ်စတာကွန်ဆန်နဲ့ပြည်ဘူးဆိုနေပြီးတော့သူ့ကိုလှုပ်တယ်သူကတော့ဘယ်လိုကမ်ဘောဒီးယားနဲ့ပါတယ်နည်းနည်း process မပြီးသေးဘူးသူလည်းမကြငယ်ပြီးပြီသူဒါကတတိယမြောက်ပြောချင်တာကပါတီရဲ့နိုင်ငံဆက်ဆံရေးနဲ့ပဲဒီအလိုက်ကျတဲ့ပြန်ပြလာတယ်ဒီရရတဲ့အတွေ့အကြုံတို့ကျွန်တော်တို့ကမိဖက်ပါတယ်မှာကျွန်တော် 进去完了，进去完了。